ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီရလက်တွေအရာမင်္ဂလာတိတ်မရှိပြင်မဲ့လေညီကိုတွေတို့မင်္ဂလာပါလို့နှုတ်ဆက်ခြင်းပါတယ်ကျွန်တော်တို့ဒီမနေ့ညက foreigners ပွဲမှာဆိုရင်ကျွန်တော်တို့ကဒီတုံးခုပြန့်နဲ့ရှုံးနေခဲ့မှုကြောင့်ပေါ့နော်ကျွန်တော်တို့ပွဲပြီးတာနဲ့ဒီ social media တွေပေါ်မှာဆိုရင်ဒီ slot out ဆိုတဲ့အတန်နေရာစုညံသွားခဲ့ပါတယ်ကျွန်တော်တို့တွေဒီအတန်နေဂျားကနေပြီးတော့အမှန်တရားကိုရှာဖွေဖော်ထုတ်ကြပါမယ်ခင်ဗျာဟုတ်ပါတယ်ကျွန်တော်တို့နောက်ဆုံး Premier League ခုနှစ်ပွဲမှာဆိုရင်6ပွဲကိုရှုံးခဲ့ပါတယ်ဆိုတာနီးပြမှာလုံးဝတာဝန်ရှိပါတယ်ဒါပေမဲ့ဒီမင်းညားကပွဲမှာပေါ့နော်ကွင်းထဲမှာကျွန်တော်တို့မြင်လိုက်ရတဲ့အမှန်တရားကနီးပြရဲ့အမှားထက်ကိုပိုနှက်ရှိုင်းပြီးတော့အဲ့ဒီအမှန်တရားဒီစနော့ရဲ့နီးစနစ်အမှားတွေနဲ့အတူတူကျွန်တော်တို့ကစားသမားတွေရဲ့တာဝန်မဲမှုနှစ်ခု ပေါင်းဆက်သွားတဲ့နီးစနစ်တစ်ခုလုံးကြောက်ရှုံသွားခြင်းဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ခင်ဗျာ ပထမအောင်ဆုံးရင်းနှားစရာကောင်းတဲ့အမှန်တရားတစ်ခုကိုပြောရမယ်ဆိုရင်ကျွန်တော်တို့လီဗာပူးအသင်းကစားသမားတွေရာဒီ attacking ဘက်ကိုပဲစိတ်ရောက်နေပြီးတော့ကျွန်တော်တို့ဒီခံစစ်ကစားတဲ့အခါမှာဆိုရင်အာယုံစူးစိုက်မှု လုံးဝအပြည့်မရှိဘဲနဲ့ပေါ်ရော့စွာကစားနေကြတာပဲဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီမနေ့ကညကပေးလိုက်ရတဲ့ twin go တွေကိုပြန်လဲဆန်းစစ်ကြည့်မယ်ဆိုရင်ဒါပထမ twin go က corner ကနေပေးလိုက်ရတယ်ဖြစ်တယ်ပေါ့နော်ဒီ corner ဘာကြောင့်ရလဲဆိုတော့ စင်းမြစ်ကိုပြန်ရှာမယ်ဆိုရင်ထုံးစံနိုင်မယ်ကျွန်တော်တို့ attack လုပ်နေတဲ့ attack လုပ်နေရနေပြီးတော့ဒီ second ball ပြန်မဆင်နိုင်တဲ့အခါမှာပြိုင်မဲ့တင်ရပြန်ဆယ်သွားပြီးတော့ကစားသမားတွေကသူတို့ရဲ့ခံစစ်ပိုင်းတာဝန်ယူသွားမဲ့လူတွေကိုလည်းသူတို့မကတ်နိုင်လို့လမ်းကြောင်းနေလည်းမပိတ်ဆို့နိုင်ခဲ့ဘူးအဲ့ဒါကြောင့်ဒီ forest ကဒီရှေ့ကနေပြီးတော့ပြေးသွားဖို့အတွက် space ရပြီးတော့ corner တိရှင်းထုတ်လိုက်ရနေပြီးတော့တောင်းငံဘောဖြစ်သွားတယ်ပေါ့နော် ဒီတောင်ကဘောမှာဆိုရင်လည်းဒီကျွန်တော်တို့ forest ရဲ့တကယ် sp တွေမှာအနေရပေးနိုင်မဲ့ကစားသမားတွေကို marking ကတ်ထားတာလဲစာလာရဲ့ marker ရဲ့နောက်စူဘူ slime ရဲ့ပေါ့နော်ဒီ၃ယောက်ပဲရှိတယ်သူတို့တောင်ကဘောကန်နေလိုက်တဲ့အချိန်မှာ van dyke ခေါင်းရှင်းလိုက်ပြီမဲ့ second ball ထုံးဝင်လိုက်မှာကျွန်တော်တို့ပြန်မကောက်နိုင်ခဲ့ဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့ marking တွေလည်းအကုန်လုံးပြတ်ယွင်းနေပြီးတော့ဒီ ကောင်းကံပေါ်ကန့်သွင်းတဲ့ forest ရဲ့နောက်ခံသူကိုလွတ်လွတ်ကျွတ်ကျွတ်ကြီးအနီးကပ်ကန့်သွင်းခံလိုက်ရတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ defensive ပိုင်းကစားတဲ့အခါမှာကစားသမားတွေအနေနဲ့ကအာယုံစူးစိုက်မှုပေါ်ရောနေတော့တွေ့ရတယ်။နောက်ဒုတိယကိုပေးလိုက်ရတဲ့အချက်ဆိုရင်လည်းလုံးဝလူကပ်ကစားပုံ အားနည်းလုံးတယ်လို့လည်းထပ်ပြီးပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဒုတိယဂိုးမှာဆိုရင်နီကိုဝီလီယံပြင်းလန်းကြီးကိုအကျယ်ကြီးဖြန့်ထားပေးတယ်အဲ့ဒီနီကိုဝီလီယံကိုကြည့်နေတဲ့လူတွေဘယ်လူတွေရှိလဲဆိုတော့ဆာလာလည်းရှိတယ်မာကာလည်းရှိတယ်ဒါပေမဲ့သူတို့နှစ်ယောက်လုံးကဒီနီကိုဝီလီယံစီကိုဘလုံးရောက်လာတဲ့အချိန်မှာဆာလာဆိုရင်လည်းသူ့နောက်ကိုပြေးလိုက်သွားခြင်းမရှိဘူးမာကာဆိုရင်လည်းဒီနီကိုဝီလီယံကိုဘလုံးလမ်းကြောင်းဟန့်ထားတဲ့အခါမှာလည်း ေးသေးချာချာတိတိကျကျပိုင်းပိုင်းနိုင်နိုင်ဖြတ်ထုတ်နိုင်ခြင်းမရှိတဲ့အတွက်နီကိုဝီလျံနေနဲ့အလဲကိုချိုးပြလိုက်တဲ့အခါမှာတစ်ဖက်ကလွတ်လွတ်ကျွတ်ကျွတ်ကြီးပဲအဆုံးသက်ပြီးတော့ဒုတိယဦးဆောင်ကိုရရှိသွားတယ်ပေါ့နော်ဒီဒုတိယဦးဆောင်ကိုမှဆိုရင်လည်းကျွန်တော်တို့ဒီနောက်တန်းနဲ့ကွင်းလင်ရဲ့ဂျာစပေးတွေကအတိုင်းတိုင်းမြင်နေရပြီးသားဖြစ်တယ်နောက်ဆုံးပြလိုက်ရတဲ့တတိယခိုးကတော့အဆိုးဆုံးလို့ပြောလို့ပြောရတော့တဲ့အထီကိုစိုးလုံးနေပေါ့နော်ကျွန်တော်တို့ဒီ forest ရဲ့ပြစ်တံပေါ်ရတဲ့ဥစ္စာဆိုရင်ကျွန်တော်တို့ဒီကွင်းလဲတဝက်ကြော်ကြော်လောက်မှာပဲရှိတယ်ပေါ့နော်ဒါပေမဲ့ဒီ robertson ဘက်အချမ်းမှာနေရလူကြီးအကြီးရှိတယ်ဒီ robo နဲ့ van dyke နဲ့ကြံတဲ့ကစားသမားတွေကလည်းဒီ forest ရဲ့ပြစ်တံပေါ်ကန်တဲ့ဘက်နာမှာပဲလူစုပြီးတော့ overload တဲ့ပြီးတော့ present day ကိုလုံနေကြတယ်ဒါပေမဲ့ဒီ robo ဘက်အချမ်းကတောင်းမှာပေါ့လှမ်းပြီးဖြတ်တင်ပေါ်ပေးလိုက်တဲ့ခါမှာဆိုရင်အဲ့ဒီဘက်တစ်ချံလုံးမှာဒီရိုဘိုနဲ့လူစားဝင်လာတဲ့လူငယ်ကစားသမားလေးငုံွာပဲရှိတယ် သူတို့နှစ်ယောက်ဂျားထဲမှာလွတ်တဲ့ space ကိုအတုံးချပြီးတော့လှမ်းကန်လိုက်တဲ့အခါမှာဆိုရင်အလီစင်နေနဲ့ပထမဆုံးအလုံးကိုကာွယ်နိုင်ခဲ့ပေမဲ့ထုံးစံနိုင်မဲ့ကျွန်တော်တို့ second ball တွေအရန်အားနေတယ်အဲ့ဒီ second ball မှာဆိုရင်လည်းဒီနောက်တန်းမှာရှိနေတဲ့ကစားသမား9ယောက်ဒီနောက်တန်းရဲ့အရှိမရှိနေတဲ့ကစားသမား9ယောက်ရှိတယ်ဒီအနောက်9ယောက်နဲ့ဒီအရှိက9ယောက်ပေါ့နော်ဟိုပြောရမယ်ဆိုရင်ပြိုင်ဘက်ကွင်းဘက်ချမ်းတော့မဟုတ်ဘူးနဲ့ကို့ကွင်းဘက်အချမ်းမာတယ်ဟို ်ရှေ့ကကစားသမားအစုဖွဲ့9ယောက်ကတက်တက်တစ်ဖွဲ့နောက်ကကစားသမား9ယောက်ကတက်တက်တစ်ဖွဲ့အဲ့လိုမျိုးအစုဖွဲ့ကြီး꿰ပြီးတော့ကိုယ်ကိုယ်မဲ့ချမ်းမာနေခိုင်ပြက်ပြီးတော့လေက space အကျယ်ကြီးတွေကို forest နေနဲ့အေးလူလူအဆုံးသက်ရင်နဲ့တတိယဦးဆောင်ကိုထပ်မံရရှိသွားခဲ့တယ်ပေါ့နော်ဒီလိုအာယုံစူးစိုက်မှုအပြည့်မရှိဘဲနဲ့ပေါ်ရော့စွာကစားရတာကြောင့်ဒီကျွန်တော်တို့ defensive structure တစ်ခုလုံးကပျို့ပြဲတွေဖြည့်ပြီးတော့တွင်းကိုတွေခွင့်ပြုခဲ့ရတယ်ဗောနော် ပြီးတော့ကျွန်တော်တို့ forest ကိုလည်းသွင်းကိုတကူမှပြန်မသွင်းနိုင်ဟန်ဆိုရင်ကစားသမားတွေရဲ့နေရယူမှုလွဲမှားနေပြီးတော့ဒီကျွန်တော်တို့ခံစစ်ကစားဖို့ကလည်းအရန်ကိုရော့ရဲလုံးခဲ့တာကြောင့်ဖြစ်ပါတယ်အိမ်ခွင်း MV မှာကျွန်တော်တို့ကစားသမားတွေအနေနဲ့ဒီလိုစိတ်ဓာတ်မျိုးနဲ့ကစားတာဆိုရင်ကျွန်တော်တို့ပရိသတ်တွေကိုစော့ကားရရောက်ပါတယ်။ဒါကြောင့်ပထမဆုံးအချက်အနေနဲ့ကဒီကစားသမားတွေရဲ့အပြစ်မကင်းဆိုတဲ့အချက်ကိုပြောချင်ပါတယ်။နောက်ဒုတိယအချက်ကတော့ကျွန်တော်တို့ ာနိစလောပါအာနိစလောလည်းအပြည့်မကင်းပါဘူးဒီဘက်မှာသူကိုယ်တိုင်လည်းအပြည့်ရှိပါတယ်ဒါလုံးဝဒုတိယအမှန်တရားတစ်ခုဖြစ်တယ်ပေါ့နော်ကစားသမားတွေကဒီ defenses ဘိုင်းမှာဆိုရင်ဒီလောက်ရော့ရဲနေတာကိုပွင်းလဲမှာပြီးတော့ကျွန်တော်တို့ဟာကွက်ကြီးတွေဖြစ်နေတာကိုသူမမြင်ဘူးလားပေါ့နော်ပြီးတော့ကစားသမားနေရာချထားမှုလွဲနေတာတွေကလည်းနီးပြားရဲ့တာဝန်ဖြစ်တယ်ကျွန်တော်တို့ပထမပိုင်းမှာဆိုအာဘီမှာထားရတာဆိုရင်ကျွန်တော်တို့ ပထမပိုင်းတွင်းကိုရရှိအောင်လှုပ်ဆောင်တဲ့အပိုင်းမှာဆိုရင်လိုအပ်ချက်တွေဖြစ်ပေါ်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ကအာလီကိုမရတဲ့အပြင်ဂိုးကပေးလိုက်ရတာကြောင့်ကစားသမားတွေကတွင်းကိုရချင်တဲ့စိတ်နဲ့ပဲတိုက်စစ်ကိုအာရုံစိုက်ပြီးတော့ခံစစ်ရော့ရဲနေတာတွေတွေ့ရတယ်ပြီးတော့ဒီဒုတိယပိုင်း Z2 ဖြစ်သွားတဲ့အချိန်မှာဆိုရင်ဒီရှောင်းတိုက်ရာလုံးဝ deep low ပဲဆော့ပြီးတော့ခံစစ်နဲ့လုံးဝပိတ်ပြီးချလိုက်တဲ့အခါမှာကျွန်တော်တို့ပထမပိုင်းကအခွင့်အရေးကောင်းနေလေဒုတိယပိုင်းမှာဆိုရင်လုံးဝမရတော့ဘူးလို့ဆိုရမယ်ပေါ့နော် အာနီစလုံးအနေနဲ့ forest ကဒီလိုခံစစ်ကိုပိတ်ပြီးစောင့်လာမယ်ဆိုတော့တည်ရနေတဲ့သူ့အနေနဲ့ဒီထိရောက်တဲ့တိုက်စစ်လမ်းကြောင်းတွေမပေါ်ဆောင်နိုင်ခဲ့ဘူးလို့ဆိုရမယ်ပေါ့နော်ကျွန်တော်တို့အတင်းရဒီ Premier League ရဲ့နောက်ဆုံး9ပွဲမှာ6ပွဲရှုံးနေပြီဆိုတာစလုံးရဲ့နီးစနစ်နဲ့ကစားသမားတွေကအံ့မဝင်တာလားဒါမှမဟုတ်သူပူရမ်းမယ်ဒီလောင်းဘောတွေပြီးရင်ဒီစကန်ဘောကိစ္စတွေကိုအဖြစ်ရှာမတွေ့သေးတာလား ဲ့လိုမှမဟုတ်ရင်ကျွန်တော်တို့ဒီခေါင်းမစွာနဲ့ပဲကစားသမားအစ်စ်တွေနဲ့အလုံးမဖြစ်တဲ့ system ကိုပဲဟိုတစ်ချိန်ချင်းမှာအလုံးဖြစ်လာမှာပါဘွားဆိုပြီးတော့ပဲအလုံးမဖြစ်ဖြစ်အောင်စူးစမ်းနေကြလာပေါ့နော်ဒါရီယာမေးခွန်းထုတ်စရာဖြစ်လာပါပြီကျွန်တော်တို့အနည်းချောင်းရမှဆိုရင်ဒီ slot out လို့ on လေးရုံနဲ့အရာအလုံးဖြည့်ရှင်းပြီးသားဖြစ်သွားမှာမဟုတ်ပါဘူးကျွန်တော်တို့ဒီညီးပြားကလည်းနီးစနစ်တွေကို adjust ပြန်လုပ်ရမယ် ကျွန်တော်တို့ဒီလူအင်အားသုံးပြီးတော့ present နေပေးတာကအလုံးမဖြစ်ရင် နောက်မှကြံခဲ့တဲ့ speed တွေကြောင့်ပေးဆက်မှုတွေကြီးနိုင်တယ်ပေါ့နော်ကျွန်တော်တို့ရှေ့တန်းအရင်လို present အားကောင်းတဲ့ DS တို့ Luna တို့ပြီးတော့နောက်ဟိုရှေ့ခစ်ကလို clock ခစ်ကလို Sergio Mane တို့ Roberto Firmino တို့ခစ်မဟုတ်တော့ဘူးကျွန်တော်တို့ high present ရဲ့အဓိကအတက်ကရှေ့တန်းကစားသမားတွေဖြစ်တယ်ပေါ့နော် ဒီရတီမှာကျွန်တော်တို့ရဲ့တိုက်စစ်ကိုဦးဆောင်နေတဲ့ဒီ ISA တို့ EGTG တို့ Flow တို့ Gapo တို့ဟာဆိုရင်ဒါရှေ့နှစ်က Clock ဖန်နီးပေးခဲ့တဲ့ဒီ High Pressing အတွက်ကို Defense ဘိုင်းမှာအာတန်တဲ့ကစားသမားတွေမဟုတ်တဲ့အတွက်နီးစနစ်ပိုင်းကိုလည်းဒီ Anisro အနေနဲ့ကသူကစားချိန်နဲ့ပုံရဲပြီးတော့ကိုလူတွေအကောင်းဆုံးဖြစ်နိုင်မဲ့ကစားဟန့်ရဲကိုလိုက်ရောညီထွေဖြစ်အောင်လုပ်ရပါမယ်။နောက်တစ်ချက်ကတော့ဒီကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းကိုလည်းပြင်ဆင်ရမှာဖြစ်တယ်ပေါ့နော်။ ကျွန်တော်ဒီ foreign နဲ့ပွဲမှာဆိုရင်ကစားသမားတွေကယုံကြည်မှုပျောက်ဆုံးပြီးတော့ဟိုအတက်ဝိညာဉ်ကင်းမဲ့ဆိုတာကစားနေတယ်လို့မျိုးတွေ defensive ကစားပုံညာဆိုရင်အရန်ယူပြူပြဲဖြစ်ပြီးတော့ဟိုအပြော်ရန်အတင်းအစင်းတတလောက်တာရှိလောက်တဲ့အထီကိုအခြေအနေကြီးကတော်တော်စိုးသွားတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ကစားသမားတွေရဲ့ယုံကြည်မှုပိုင်းဆိုင်ရာပျောက်ဆုံးနေတဲ့အပိုင်းတွေကိုလည်းဒီနောက်လာမဲ့ပွဲတွေမှာနိုင်ပွဲနဲ့အတူတူပြန်လဲအားကောင်းလှုပ်ဆောင်မှဖြစ်တယ် ကျွန်တော်တို့ဒီလာမဲ့ဘုတ်တုံနဲ့ညမှာဆိုရင် PSP နဲ့ချန်ပီယံလိပွဲစဉ်ရှိတယ်ပေါ့နော်ဒီပွဲစဉ်ဟာဆိုရင်နီးပြအာနီစလော့အတွက်အပြင်မှာကျွန်တော်တို့ကစားသမားတွေအတွက်ကလည်းအခွင့်အရေးဖြစ်တယ်ဒီရှေ့ကပွဲစဉ်တွေကပြသခဲ့တဲ့ခြေစွမ်းနေစိတ်သက်ပိုင်းနေတိုင်းကဆက်သွားနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့အာနီစလော့ပြင်ကျွန်တော်တို့ကစားသမားတွေမှာပါလီဗာပူးပရိတ်သတ်တွေရဲ့ဝေဖန်တဲ့အနေကိုသူတို့ခံနိုင်တော့မှာမဟုတ်ဘူးပေါ့နော်ဒါကြောင့် ညီကိုတို့ရောဒီအချိန်မှာဘယ်အချက်ကအဓိကပြဿနာလို့ထင်ရလဲအာနီစလောလားနီးစနစ်လားကစားသမားတွေကြောင့်လားဘလို့မြင်ရလဲအားလုံးရဲ့အမြင်လေးတွေကိုလည်းကိုမမဝေမျှဆွေးနွေးတုံ့သက်ပေးသွားကြပါအောင်ခင်ဗျာအဆုံးအနည်းရရှိပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ